တရုတ်ရဲ့ဖူကျန်လေးနဲ့တင်မောအာမခံချက်မဲတဲ့ပုံစံကိုဖွင့်ချလိုက်ပြီးနိုဝင်ဘာလ9ရက်နေ့မှာဖူကျန်လေးနဲ့တင်မောကိုဟိုင်နန်ပြည်နယ်ရှန်ယံမြို့မှာတရဝင် လွှဲပြောင်းပေးရခဲ့ပါတယ်။တမရရှိချင်းမိကိုယ်တိုင်အခမ်းအနားကိုတက်ရောက်ပြီးတင်မောကိုလည်းလိုက်လံစစ်ဆေးခဲ့ပါတယ်။ ဒါဟာတရုတ်ရေတဲ့အတွက်အထုတ်ထိတ်အချိန်ဖြစ်တင်ပါတယ်ရေချောင်းဆိုင်ရဲ့လုပ်ငန်းတွေရဲ့အကောင်ဆုံးမှတ်တိုင်ဖြစ်တင်ပါတယ်ဒါပေမဲ့ဒီပွဲတစ်ခုလုံးဟာအရန်ကိုတိတ်ဆိတ်ပြီးအရန်ကိုယိုရှင်ခဲ့ပါတယ်အခမ်းအနားကိုလူ2000လောက်ပဲတက်ရောက်ခဲ့တာပါဒါကရှန်တုံးလင်းတင်တင်မော်စတဲ့တာဝန်ပေးရတဲ့တုံးကလူအရေးအတွက်ရဲ့တက်ဝက်ပဲရှိပါတယ်တင်မော့ဘော်ကနေလင်းတွေပြန်တက်တာမျိုးမရှိခဲ့ပါဘူး။ပင်လေပြင်မှာအထူးဆန်းဆုံးလှုပ်ရှားမှုတွေလည်းမရှိခဲ့ပါဘူး။တကယ်တော့မိန်ကုန်းပြောတာလုံးဝမရှိခဲ့တာပါ အလန်တင်နာကိုလည်းကုန်းပေါ်မှာအမြဲလုပ်ခဲ့ပြီးတင်မောပေါ်မှာအခမ်းအနားမလုပ်ခဲ့ပါဘူး။ပိုဘီထူဆန်နာကတရုတ်ကွန်မြူနတီ CCB ရဲ့နိုင်ငံပိုင်မီဒီယာ CCTV သတင်းဌာနကနေအဲ့ဒီညနေမှာပဲဒီပွဲကိုသတင်းမထုတ်ပြန်ခဲ့ပါဘူး။အဲ့ဒီအစားဗီဒီယိုကိုနှစ်ရက်ကြာမှတိတ်တိတ်ဆိတ်ထုတ်လွှင့်ခဲ့ပါရီ။ဒါကသတင်းထုတ်ပြန်မှုအားနည်းရုံတသက်မဟုတ်ပါဘူး။ CCTV ခေါင်းဆောင်တွေနဲ့သူတို့ရဲ့နှီးပညာစွမ်းရည်အပေါ်ယုံကြည်မှုပြိုလဲနေတာကိုပြသနေတာပါ။နှီးပညာပိုင်းမှာယုံကြည်မှုဟာတဝက်လောက်ကျဆင်းခဲ့ပြီးနိုင်ငံရေးပိုင်းမှာတော့နောက်ထပ်တဝက်ထပ်ပြီးကျဆင်းသွားပါပြီ။ ဖူကျန်တင်မော်ရဲ့အကြီးဆုံးပြဿနာကအစိပ်ပိုင်းတစ်ခုတည်းမဟုတ်ပါဘူးပြဿနာကတော့သူဟာတဝက်တစ်ပြက်ပဲပြီးတဲ့ပစ္စည်းအနေအထားလွှဲပြောင်းပေးရခဲ့တာပါကဲအချိန်စရာကိုကြည့်ကြည့်အောင်ပါစတေမာလာ22ရက်နေ့မှာစင်ကာပူသတင်းဌာနတစ်ခုကဖူကျန်တင်မော်ဟာလေယာဉ်အမျိုးအစား၃မျိုးကိုစမ်းသပ်မှုတွေပြီးစီးသွားပြီလို့ဖော်ပြခဲ့ပါတယ်နိုဝင်ဘာလ9ရက်နေ့မှာဖူကျန်တင်မော်ကိုစစ်တပ်ထဲတရားဝင်ပေးရခဲ့ပါတယ်ဒီအဖြစ်ပြက်နှစ်ခုကြားထဲမှာ44ရက်ပဲရှိပါတယ်နှစ်လတောင်မပြေပါဘူးဒါကဘာကိုဆိုလိုတာပါလဲအမေရိကန်စစ်တပ်ရဲ့စီးမင်းတွေကိုကြည့်ပါ force အမျိုးအစားတင်မော်ကိုတန်းလိုက်လျက်စစ်ဒုံးမြက်ပစ်စစ်နှစ်ကိုစစ်တပ်ကအစင်းသင်းဖြစ်ပြီးတော့မပြောခင်မှာချိုးရင်ချက်မရှိပဲအချိန်4100ကျော်ပြစ်လို့နှိုင်းရမယ်လို့သတ်မှတ်ထားပါတယ်။ဒါဆိုဖူချန်တင်မော်ရဲ့အခြေအနေရင်းကောပါလေ။တရားဝင်သတင်းမှာဝါကြတစ်ချောင်းပဲပါပါတယ်။အဲ့ဒါကတော့လင်းနေတင်မော်အခြေဆိုင်လင်းပြစ်လို့စံသက်မှုပြီးစီးပြီဆိုတာပဲဖြစ်ပါတယ်။ပြစ်လို့တာကိုဘယ်နှကြိမ်စံသက်ခဲ့ပါသလဲ။လင်းတွေကိုဇက်တိုက်ဘယ်နှစီပြစ်လို့ခဲ့ပါသလဲ။တစ်ခါပြစ်လို့ပြီးနောက်တစ်ခါကျဘယ်လောက်ကြပါသလဲ။ စံသက်မှုတွေကအလေးချိန်အတုတွေနဲ့လားဒါမှမဟုတ်လက်နက်အပြည့်စုံတင်ထားတဲ့လင်းအဆစ်တွေနဲ့လားပိတ်ဆို့တာအပူလွန်တာဒါမှမဟုတ်လွဲချော်တာလိုမျိုးပြဿနာတွေရှိခဲ့ဘူးလားစနေရဲ့စဉ်စားမပြတ်လဲပတ်နိုင်မှုနဲ့တည်ငြိမ်မှုအပေါ်အစင်ခံစားရောပမာလေဒီအချက်တွေတဲကဘယ်တစ်ခုကမှအများပြည်သူမသိရပါဘူးနောက်ပြီးအဓိကကြတဲ့အချက်လက်လဲဘာတစ်ခုမှမထုတ်ပြန်ပါဘူးအောင်မြင်တဲ့စံနှုန်းကဘာလဲဆိုတာလည်းဘယ်သူမှမသိကြပါဘူး ဒါပေမဲ့လွှဲပြောင်း PS အကြောင်းကိုစကလုံးကြီးကြီးတွေနဲ့အလင်းစလို့ကျင်ညာခဲ့ပါရီ။ဒါစစ်ပွဲအတွက်အဆင်သင့်ဖြစ်တာမဟုတ်ပါဘူး။အထက်ကိုမြင်မြန်တင်ပြဖို့အလင်းစလို့လုပ်နေတယ်လို့ပဲမြင်ရပါရီ။ဖူကျန်တင်မောရဲ့အကြီးမားဆုံးဆွဲဆောင်မှုကသူ့ရဲ့တန်လိုက်လျက်စစ်ဒုံးပြန်ပြစ်စနစ်ဖြစ်ပါရီ။လူတွေကဒါကိုမျိုးစသစ်နည်းပညာလို့ခေါ်ခဲ့ကြပါရီ။ဒါပေမဲ့သူ့ရဲ့စွမ်းအင်စနစ်ကတော့ရနေငွေတာပိုင်တွေပဲဖြစ်ပါရီ။ဒါကဆိုဖီးယားခက်ကအကြံဟောင်းပဲဖြစ်ပါရီ။ဒီစနစ်ဟာမြန်နှုံမြင့်တန်လိုက်ပြစ်စနစ်လို့တိကျတဲ့ကိရိယာတွေအတွက်မကောင်းပါဘူး။ ဒီလိုမျိုး MWNA ဟာစူပါကွန်ပျူတာကိုလေထွန်းစားဟောင်းနဲ့မောင်းနေတာနဲ့တူပါတယ်။စတဲ့နိုင်ပေမဲ့မြင်းမြန်စံနဲ့ချွတ်ချုံမိုးကြီးလဲပတ်နိုင်တာမဟုတ်ပါဘူး။ရနှင်းငွေတာပိုင်ရဲ့အကြီးဆုံးပြဿနာကြီး၃ခုကတော့ရှင်းပါတယ်။နံပါတ်၁အနေနဲ့ကတော့စွမ်းရင်ပေးဖို့မှုစွမ်းဆောင်ရင်နေပါခြင်းပါ။စွမ်းရင်ရရှိဖို့လမ်းကြောင်းကရှိပါတယ်။လောင်စာစီမီးရှို့ရမယ်ရနှင်းငွေထုတ်ရမယ်တာပိုင်ကိုလဲစီရမယ်ဓာအားထုတ်ရမယ်ပြီးမှတုံးရမှာပါခြေလန်းတိုင်းမှာစွမ်းရည်တွေအများကြီးဆုံးရှုံးပါလေလက်ရှိခေတ်ဒန်းငွေတာပိုင်တွေထပ်ပို့ပြီးလောင်စာစီလိုပါရင် ဒါကြောင့်လောင်စာဆီအများကြီးစားပါရီ။နမန်းနဲ့အနေနဲ့ကတော့အေးတဲ့အခြေအနေကနေအားအပြည့်ကိုရောက်ဖို့နှီးခြင်းပါ။နိုင်ပေါင်းများစွာဒါမှမဟုတ်ရက်တွေတောင်ကြာနိုင်ပါရီ။လေမြန်စွာပြည့်မှုရတဲ့စစ်မြေပြင်မှာဒီအပူပေးချိန်ကအသက်အန္တရာယ်ရှိပါရီ။ရန်ဝင်းငွေစနစ်ကခရီးရှည်နှိကွေတဲ့ခီးစဉ်အတော်ပဲကောင်းပြီးမြန်ဆန်တဲ့တိုက်ပွဲအတော်တော်မဟုတ်ပါဘူး။နံပါတ်3အနေနဲ့ကတော့ကြီးမာပြီးပြုပြင်ထိမ့်သိမ့်ဖို့ခက်ချင်းပါ။ဘွိုင်းလာတွေ၊ပိုက်တွေ၊တားပိုင်းတွေဟာတင်းမောတွေမှာနေရအများကြီးယူပါရီ။ဇူညာန်တန်ကျဲပြီးမကြာခဏပြတ်တက်ပါရီ ဒါကတင်မောပမာတဲဆောင်နိုင်တဲ့လေရင်စီနဲ့ကြီးစံပမာဏကိုလျှော့ချစေပါရည်။ဒီကနေ့ခေတ်အဓိကလေရင်တင်မောတွေဟာ force အမျိုးအစားလို့စွမ်းအင်ကန့်သက်ချက်နီးပါးမရှိတဲ့ nuclear စွမ်းအင်ကိုသုံးပါရည်။ဒါမှမဟုတ်ပြည်တိုင်းနဲ့အိန္ဒိယတင်မောတွေလို့တန်းငွေတားပိုင်ကိုသုံးပါရည်။သူတို့ကကြစ်လက်တဲ့စွမ်းအင်ချွေတာတဲ့ချက်ချင်းတုံ့ပြန်နိုင်ပါရည်။အိန္ဒိယရဲ့ Vikram Timo ဆိုရင် General Electronic LM2500 ကိုတုံးပါရီ ဒါကစနစ်ကြပြီးယုံကြည်ရတဲ့စနစ်ပါဒါဆိုရင်တရုတ်ကဘာလို့မတုံတာလဲသူတို့မကောင်းတာကိုမသိတာမဟုတ်ပါဘူးသူတို့ကိုယ်တိုင်မထုတ်လုပ်နိုင်တယ်လို့အပြင်ကနေလည်းဝယ်လို့မရနိုင်ပါဘူးဒါအဓိကနှီးပညာကွာဟာချက်ပါတင်မောပုံစံကိုကူးချလို့ရပါတယ်နှီးပညာကိုကြွားလို့ရပါတယ်ဒါပေမဲ့စွမ်းရင်စနစ်ရဲ့အစစ်မှန်စွမ်းဆောင်ရည်ကိုတော့လွယ်လွယ်ကူကူကူးယူဒါမှမဟုတ်ခိုးယူလို့မရပါဘူးတန်လိုက်လျက်စစ်ဒုံပြန့်ပြစ်စနစ်ဟာလင်းရင်တင်သင်းမော့ပေါ်မှာစွမ်းအားအလိုအဆုံဖြစ်ပါလေ။လင်းရင်တစီပြစ်လို့ဖို့အတွက်လျက်စစ်တာအများကြီးလိုပါလေ မျိုးငယ်လေးတစ်မျိုးသုံးတဲ့ပမာဏလိုပဲဖြစ်ပါတယ်။ဒါကိုစက္ကန့်ပိုင်းတွင်သုံးပြီးနောက်ထပ်ပြုလုပ်ဖို့စနစ်ကအားအမြန်ပြန်ဖြည့်ရပါတယ်။ဒီလိုလုပ်ဖို့အတွက်အဓိကနည်းပညာသုံးခုလိုအပ်ပါတယ်။ဘဝမြင်ပြီးတည်ငြိမ်တဲ့ဓာအပိစနစ်စူပါကွန်ဆက်ဆာဒါမှမဟုတ် fly wheel လိုမျိုးထိရောက်တဲ့စွမ်းရည်တိုးလာမှုစနစ်တိကျပြီးယုံကြည်စိတ်ချရတဲ့ချက်ချင်းစွမ်းရည်ထုတ်လုပ်မှုထိမ့်ချုပ်စနစ်တို့ပဲဖြစ်ပါတယ်ဒီအတွဲဆက်ဟာ American စံနှုန်းတွေဖြစ်ပါတယ် ဘာလို့လဲဆိုတော့ force demo တွေဟာ nuclear တပောင်းပူတွေပါတဲ့အတွက်ပြစ်လွတ်မှုအများပြားအတွက်လျှက်စစ်တာအကန့်အသတ်မရှိနေပါရလို့ပါ။ဒါပေမဲ့လည်းတရုတ်ရဲ့ Fujian တင်မော်ကတော့မီးစက်တွေကိုလည်ပတ်ဖို့ရနှွေးငွေ့ဘိုင်လာတွေကိုတုံးရပါလိမ့်။ပြီးတော့မှဒီမီးစက်တွေကတင်မော်ရဲ့လျှက်စစ်တာအလိုအဆုံစနစ်ဖြစ်တဲ့တန်လိုက်ပြစ်စနစ်ကိုတားပီးရပါလိမ့်။ပြစ်လွတ်မှုတစ်ကြိမ်စီဟာ Fujian ရဲ့အားနေတဲ့တအားလိုက်အတွက်အသက်ရှင်သည့်စမ်းသပ်မှုပဲဖြစ်ပါလိမ့်။ theory အရကတော့ပြည်လုံးမှုအလုပ်ဖြစ်ဖို့အတွက်သင်္ဘောရဲ့ radar မိထိန်ချုပ်မှုစက်သွယ်ရေးစနစ်လိုမျိုးတခြားသောအတိအကစနစ်တွေမှာတအားမတည်မငြိမ်တွေဖြစ်နိုင်ပါတယ်။ဒိုက်ပွဲမှာ radar တစ်ချက်မှိတ်သွားရင်သင်္ဘောဖြတ်ဒုံးကျည်ရောက်လာတာကိုမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။တန်လိုက်ပြည်စနစ်ကိုပြောင်းသုံးပြီးတဲ့နောက်လေရင်ပြန်တန်းနိုင်တဲ့ကုန်းဘက်ကိုပြန်လည်ဒီဇိုင်းဆွဲခဲ့ရပါတယ်။ပြည်စနစ်ကလည်းလေရင်ဆင်းတဲ့နေရာမှာရှားပါးတဲ့နေရာကိုယူထားပါတယ်။ ဒါကပြစ်လွတ်တာနဲ့ဆင်းသက်တာကိုတပြိုင်နက်တည်းလုံးလို့မရဘူးဆိုတာကိုဆိုလိုတာပါပုံမှန်တင်မော့တွေကအချိန်ကုန်သက်တာကိုပြစ်လွတ်တာနဲ့ဆင်းသက်တာကိုတပြိုင်နက်လုံးနိုင်ပါ रे ဒါပေမဲ့လည်းဖူးချန်တင်မော့ကတော့ပြစ်လွတ်တာဒါမှမဟုတ်ဆင်းသက်တာတစ်မျိုးစီကိုပဲလှုပ်ဆောင်နိုင်စွမ်းရှိပါ रे ဒါဟာလည်းတင်မော့ရဲ့စွမ်းဆောင်ရည်ကိုချာဆင်းစေပါ रे ကုန်းဘတ်ဒီဇိုင်းပုံစံကိုမြင်တော့ပြင်ပကျွမ်းကျင်သူတွေကအဟမ်းတင်သွားပါ रे ဒီဒီဇိုင်းအမားကိုစီစဉ်တုံးကြဲကပြင်ဆင်ခဲ့တင်တာပါအခုဒီအမားရှိနေတာကဒီဇိုင်းကိုပြန်ဆွဲတာကိုအလင်းစလိုလုပ်ခဲ့တာကိုပြသနေတာပါ လေရင်ပြန်တန်းနိုင်တဲ့ကုန်းဘတ်ဒီဇိုင်းဟာလေနေသင်းမောရဲ့တိုက်ခိုက်စွမ်းရည်အတွက်အရေးကြီးပါတယ်။အဓိကပြဿနာကပြစ်စနစ်တစ်ခုလည်းမဟုတ်ပါဘူး။အဲ့ဒီပြစ်စနစ်နဲ့ပြစ်လွတ်တဲ့လေရင်တွေဟာတည်စီနိုင်တဲ့လက်နက်တွေတဲဆောင်နိုင်ပါမလားဆိုတာလည်းဖြစ်ပါတယ်။တရားဝင်ပြောထားတာကလေရင်တွေဟာစီအပြည့်လက်နက်အပြည့်နဲ့အကြိမ်များစွာပြစ်လွတ်ဆင်းသက်နိုင်ပြီးရန်သူကိုအပြည့်အဝတိုက်ခိုက်မှုတွေလုံးဆောင်နိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အခုထိလေးလံတဲ့လက်နက်တွေတင်ဆောင်ထားတဲ့ပုံဒါမှမဟုတ်တပ်တည်ပြချက်ကိုအများပြည်သူတွေကိုပြသတာမရှိသေးပါဘူး။ စံတမ်းမှုတွေမပြီးသေးလို့ပဲဖြစ်ဖြစ်ရလတ်တွေပြလို့မရလို့ပဲဖြစ်ဖြစ်လင်းရင်တွေကစီအပြည့်လက်နက်အပြည့်တင်းဆောင်နိုင်တော့ J15 လင်းရင်တွေဟာပုံစံဟောင်းပဲဖြစ်နေတော့မှာသူကဆိုဗီယက်ခေတ်ဒီဇိုင်းတွေကိုကူးယူထားတဲ့ YJ series တွေကအဆင့်နှိမ်ဒုံးကြီးတွေကိုပဲတင်ဆောင်နိုင်ပါပြီ YJ62 နဲ့ YJ83 တို့ဟာအတန်းအောက်ပြန်တန်းတဲ့ဒုံးပြန်ပြီပါသူတို့ဟာခင်မိတဲ့ Agos ကာကွယ်ရေးစနစ်တွေနဲ့ရှင်နေကွေပြီးအခွာဝေးတူပါပြီ ခြေခံအဖြစ်ကတော့ပြင်းမှတ်လွယ်တဲ့ဒုံးကြီးတွေပါ WG91 နဲ့ KD88 ကတော့ radar ဖြတ်ဒုံးကြီးနဲ့ပုံစံတိုးချဲ့ထားတဲ့ဒုံးကြီးတွေဖြစ်ပြီးအခန်းကဏ္ဍကြီးကြီးမပါဝင်နိုင်ပါဘူးဒီကွန်မြူနတီ CCP ကအမှုအတင်ဆုံးဖြစ်တဲ့ WG12 အတန်ထက်မြန်တဲ့ဒုံးကြီးနဲ့ WG21 တင်မော့ဖြတ်ပဲထိန်ဒုံးကြီးတွေကတော့အရန်ကြီးပြီးလေးလံပါတယ်သူတို့ဟာ J15 လို့ပုံစံဟောင်းလေရင်ကတဲဆောင်နိုင်တာထက်အများကြီးကျော်လွန်နေတာပါတလုံးလောက်တဲဆောင်နိုင်တော့လေရင်ဟာလေချောင်းတိုက်ခိုက်ရင် လှုပ်ရှားနိုင်တဲ့စွမ်းအားအလုံးကို ဆုံးရှုံးသွားပါလိမ့်မယ်။ပြက်ကပ်ပြီးတာနဲ့အလွယ်တကူအပြစ်ခံရနိုင်ပါလိမ့်မယ်။အပြင်းမန်းကနေကြီးမားတဲ့တိုးတက်မှုလို့မြင်ရပေမယ့်သူ့ရဲ့တကယ်တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကတော့တိုးတက်မလာပါဘူး။ရိုးရှင်းရှင်းပြောရမယ်ဆိုရင်ဖူးချန်တင်မောဟာတိုက်ခိုက်စနေမဟုတ်ပါဘူး။သူဟာပြသဖို့တတတာဖြစ်ပါလေ။လင်းတချို့ကိုပြန်တန်းနိုင်ပြီမဲ့တိုက်ပွဲဝင်ဖို့တော့ခဲရင်နေတော့မှာဖူးချန်တင်မောကိုတတိတ်စစ်စိတ်စတဲ့တာဝန်ပေးအပ်တာဟာစစ်အင်အားပြတာမဟုတ်ပါဘူး။ဒါအစစ်စစ်ပြီးရဲ့မဟာဗျူဟာရာဆုတ်ခွာခြင်းရဲ့လက္ခဏာဖြစ်ပါလေ။ ဖူဂျန်တင်မောလွှဲပြောင်းပေးရတဲ့အပတ်မှာပဲတရုတ်စစ်တပ်ကသူ့ရဲ့လေတံကိုလုံးဝပြောင်းလဲဖြစ်ခဲ့ပါရီ။အော်တိုဘာလ30ရက်နေ့မှာစစ်စီဘီကာကွယ်ရေးဝန်ကြီးဒေါင်ဂျင်းဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးဖီဒီဟတ်ချာနဲ့တွေ့ဆုံခဲ့ပါရီ။လေတံဟာရုံးကန်ခြင်းနဲ့တံပြန်ဆောင်ရွက်ခြင်းကနေယုံကြည်မှုတိစောက်ခြင်း၊ခေါင်းဆောင်တွေရဲ့သဘောတူညီချက်အတိုင်းလိုက်နာခြင်း၊တန်တရားတွေဖယ်ရှားခြင်းနဲ့ရှေ့တန်းတပ်ဖွဲ့တွေကြားအပြုသဘောဆောင်တဲ့လုံဆောင်ချက်တွေမြင့်တင်ခြင်းကိုပြောင်းလဲခဲ့ပါရီ။ ဒီလိုရုတ်တရက်ပြောင်းလဲတာကစစ်တပ်အတွင်းကတကယ်ကြောက်ရွံ့မှုကနေပေါ်လာတာပါပြည်ခဲ့တဲ့တနှစ်အတွင်းတရုတ်စစ်တပ်ဟာကြီးမားတဲ့ပြည်တွင်းပြဿနာတွေကိုဖျက်ဆီးခဲ့ရပါတယ်ဒုံပြန့်တပ်ဖွဲ့ကထိတ်တန့်ခေါင်းဆောင်တွေကိုအပြစ်ပေးခဲ့ပါတယ်ဗိုလ်ချုပ်ကြီးအများအပြားကိုယာတုကနေဖယ်ရှားခဲ့ပါတယ်အခုဆိုရင်စစ်တပ်ကအားနည်းနေပါပြီခေါင်းဆောင်တွေကမတိုက်ရဲဘူးစစ်သားတွေကစကားမပြောရဲဘူးသူတို့မတိုက်ရဲဘူးသူတို့မချွာဝါရဲဘူးဒီအချိန်တွေမှာဖူကျန်လေးနေတင်းမောင်းမှာနီးပညာပြဿနာတွေအပြည့်ရှိနေမှာပါဒါကြောင့်တတိတ်စစ်စစ်နဲ့လွှဲပြောင်းပေးနိုင်ပြီးကိုယူဝင်ကြွားစွာပြသလို့မရပါဘူး သူကအမေရိကန်ကိုချိန်ရွေထားတဲ့ဓမြောင်တစ်ချောင်းမဟုတ်တော့ပါဘူးအခုတော့ပြည်တွင်းအားနည်းချက်ကိုဖုံးကွယ်ဖို့ကြိရိယာဖြစ်နေပါပြီနိုဝင်ဘာလ9ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးမှဖူချန်တင်မော်အကြောင်းလုံးဝမပြောခဲ့ပါဘူးတင်မော်လွှဲပြောင်းပေးပြီး၂ရက်အကြာမှဖြစ်ခဲ့တာပါပုံမှန်ဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနကစည်ပြပွဲကြီးကိုပြောကြားလေးရှိပါတယ်ဒါပေမဲ့လည်းဒီတစ်ခါမှာတော့ပြောရေးဆိုခွင့်ရှိသူကဘာမှသိသလိုဟန်ဆောင်ခဲ့ပါတယ်စင်ဝါသတင်းဌာနကအဲ့ဒီနေ့မှာပဲလွှဲပြောင်းပေးရတာကိုသတင်းပို့ခဲ့ပြီးမြေကာကွယ်ရေးဝန်ကြီးဌာနကတိတ်ဆိတ်နေခဲ့ပါတယ် အကြောင်းပြချက်တစ်ခုတည်းသာရှိပါတယ်။သူတို့ကနှီးပညာဆိုင်ရာမိခွန်းတွေကိုဖြည့်ချခြင်းတာမဟုတ်ပါဘူး။ဒုံပြန်ပစ်စနစ်တိုက်ခိုက်ရေးအသင်းဖြစ်မှုဒါမှမဟုတ်တက်ဖြတ်ချထားရေးအစီအစဉ်နဲ့ပတ်သက်ပြီးမေးလိုက်ရင်ဝင်ကြီးမှအဖြေရှိမှာမဟုတ်ပါဘူး။ဒိတ်ဆိတ်နေတာကအလုံးကြုံဆုံးရွေးချယ်မှုဖြစ်ပါတယ်။တွေးဆောင်မိတဲ့နောက်အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ကအခြေအနေမှန်ကိုပြသခဲ့ပါတယ်။သူကအမေရိကန်ကစစ်ပွဲအတွက်ပြင်ဆင်ထားမှသာတစ်ဖက်ကမတိုက်ဖို့ဆုံးဖြတ်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ ဒီအချိန်မှာ CCP ကသူ့ရဲ့စစ်တပ်ကိုရုံးချမှုမရှိပါဘူးလက်နက်တွေကိုပိတ်ဆို့နေတယ်ကိုကယ်မှုစနစ်ကပြန်လည်တိစောက်နေရပါတယ်သူတို့ဟာတင်းခဲ့တဲ့ဖြစ်ရပ်ကိုတော့ကြောက်ရွံ့နေပါတယ်ဖူချန်တင်မော်ကိုတိတ်တဆိတ်လွှဲပြောင်းတာဟာစစ်တပ်ကမပြောချင်လို့မဟုတ်ပါဘူးပြောလို့မရတဲ့အတွက်ကြောင့်ပါဖူချန်တင်မော်ကိုတိတ်တဆိတ်လွှဲပြောင်းပြီးတဲ့နောက် CCP ကထိုင်ဝမ်ရေလက်ကြမှာတိမမှုတွေကိုလှည့်မြန်စွာမြင့်တင်ခဲ့ပါတယ်။နိုဝင်ဘာလ6ရက်နေ့မှာလင်းရင်38စီကိုထိုင်ဝမ်ကိုနှောက်ယှက်ဖို့ပို့ခဲ့ပါတယ်။ဒါမှမကြသေးခင်ကနေစဉ်လင်းရင်အနှဲငယ်တာပို့တဲ့ပုံစံနဲ့ချိုးဖောက်လိုက်တာပါ မကြသေးခင်ရက်တွေကအမေရိကန်အပေါ်လေတံကိုပျော့ပြောင်းပြီးမှထိုင်ဝမ်အနီးမှာရုတ်တရက်ခတ်ထန်တဲ့အမှုရာတွေပြသလိုက်တာပါဒါကစစ်တပ်ရဲ့ပြဿနာကိုပြသနေတာပါသူတို့ဟာအမေရိကန်ကိုတိုက်ရိုက်ရင်ဆိုင်မှုမရဲပါဘူးဒါကြောင့်ထိုင်ဝမ်အနီးမှာအတန်တွေပေးနေတာပါဖူကျန်တင်မော်မှာတကယ်တိုက်ခိုက်ရေးစွမ်းဆောင်ရေးခိုင်မာတယ်ဆိုရင်သူတို့ဟာတခြားသူတွေကို၆လမ်းမှုပေါ်ပေါ်တရင်ပြသနေမှာပါဒါပေမဲ့လည်းအဲ့ဒီအစားတိတ်တိတ်ဆိတ်ဆိတ်လွှဲပြောင်းခဲ့ပြီးပုံမှန်ကင်းလဲဖို့အတွက်ပဲပုံစံဟောင်းလေယာဉ်တွေကိုအသုံးပြုခဲ့တဲ့အကြောင်းဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။